စာအုပ်ဖတ်တဲ့အခါမှာပဲဖြစ်ဖြစ်သင်ငန်းစာအကြောင်းအရာတစ်ခုကိုကိုကလေ့လာသင်ယူနေတာပဲဖြစ်ဖြစ်အာလွယ်လွယ်ကူကူနဲ့မှတ်သားလို့ရမယ့်နည်းလမ်းလေးတွေကိုမျှဝေချင်ပါတယ်အာအခုစီစီ sharing လုပ်မယ့်နည်းလမ်းလေးတွေကို visual organizer လို့ခေါ်တယ်ဒီ visual organizer တွေကို support တဲ့ကောင်မှာပဲဖြစ်ဖြစ်သင်ခန်းစာအကြောင်းအရာအတိတ်တခုကိုသင်ယူတဲ့ကောင်မှာဖြစ်ဖြစ်လွယ်လွယ်ကူကူမြန်မြန်ဆန်ဆန်နဲ့အဲနားလည်ရလွယ်ပြီးတော့ဒီနားလည်ရလွယ်ဖို့အတွက်မြန်ဆန်မှုအတွက်ပိုပြီးမှတ်မိရလွယ်ကူဖို့အတွက် brain friendly ဖြစ်တဲ့ learning uh learning method လေးဖြစ်တယ်ဆိုတော့ပထမတစ်ခုကကျတော့ KWL chart လို့ခေါ်တယ်သူ့ကိုဘယ်လိုအချိန်မှာသုံးလဲဆိုရင်ကိုကအကြောင်းအရာအတိတ်တခုကိုမလေ့လာခင်မှာအဲအဲ့ဒီအကြောင်းအရာနဲ့ပတ်သက်လို့ what i know ဆိုရင်ကိုကြိုပြီးအရင်ဟိုတိထားတာကို တိထားတာပါလေကိုမလေ့လာခင်ကိုမဖတ်ခင်အပြီးရင်ဒီအကြောင်းနဲ့ပတ်သက်လို့ကိုတိချင်တဲ့အကြောင်းရပါလေဆိုတာမျိုးခြာရတာအပြီးရင်အဖတ်ပြီးသွားပြီကိုလေ့လာပြီးသွားပြီဆိုရင်ကိုပါတယ်သင်ယူခဲ့ရတဲ့လေးဆိုပြီးဒီလိုမျိုးစရာကွက်လေးနဲ့လေ့လာတာကကို learning လောက်တာပိုပြီး purposeful ဖြစ်တဲ့ရွေချက်ရှိရှိနဲ့ကိုဒါဖတ်ပြီးသွားရင်ဘာကိုတိတိုက်ကလေး learning လောက်တာတော့မှဟိုဘယ်လိုလဲ target ထားပြီးလေ့လာတဲ့အကြောင်းကိုလိုချင်တာကိုဒီအချိန်တိုအတွင်းမှာပုတ်ပုတ်ပွားနေအာယုံအာယုံစိုက်နိုင်ပြီးရောပေါ့ အဲလူချင်းတဲ့ရလက်ကိုမြင်မြန်ဆင်ဆင်ရလိုက်မယ်ပေါ့ဒုတိယတစ်ခုကကျတော့ van diagram လို့ခေါ်တယ် van diagram တွေကလည်းဒီလိုမျိုးနှစ်ခုတွဲလေးလေးရှိတယ်သုံးခုတွဲလေးလေးရှိတယ်အများကြီးပဲဒီမှာကတော့ရိုးရိုးရှင်းရှင်းပဲ van diagram ကိုဒီမတူညီတဲ့ရှုထောင့်အမြင်နေဆိုကိုဖတ်တဲ့အကြောင်းအရာတွေမထောက်တော့ကိုက SC တဲ့ဘုတ်ဖတ်တယ် SC ထဲမှာသူက technology ရဲ့ကောင်းကျိုးနဲ့ဆိုကြနှစ်ခုလုံးကိုသူပြောထားတယ်ဆိုတော့ compare and contrast လုပ်တဲ့အခါမျိုးဆိုကောင်းတဲ့ချက်ကသာရှိတယ်မကောင်းတဲ့ချက်ကပါရှိတယ်အလဲထဲမှာဆိုရင်ဒီနှစ်ခုလုံးကိုကိုကဘယ်လို adjust လုပ်ပြီးအသုံးပြုမလဲဆိုတဲ့အားမျိုးလေးဒီလိုမျိုးလေးတွေထည့်လို့ရတယ် တော့ဒါက Van der Graan ကိုဒီလိုမျိုးစန့်ကျင်နေတဲ့အကြောင်းအရာတစ်ခုကိုနှိုင်းရှင်ပြတဲ့အခါအဲပြီးရင်အာဒီမတူညီတဲ့ differences တွေကိုဟိုနှိုင်းရှင်ပြတဲ့အခါမှလည်းသုံးလို့ရတယ်နောက်ထပ်တစ်ခုကကျတော့ teacher လို့ခေါ်တယ် teacher ကကျတော့ဒီကို ဖတ်လိုက်တဲ့သတင်းစာတွေဖတ်တာပဲဖြစ်ဖြစ်စာပိုက်ရှည်ကြီးတွေဖတ်တာပဲဖြစ်ဖြစ်အဲ့လိုမျိုးဖတ်တဲ့အခါမှာဆိုရင်သူစာရေးတဲ့သူကပေးထားတဲ့ first and opinion ဒီစာပိုက်ထဲမှာအချက်အလက် first တွေကသိပ္ပံနည်းကြတဲ့ first တွေကဘာတွေလဲ opinion စာရေးသူ opinion တက်တက်တွေဘာတွေလဲဒီလိုမျိုးခွဲထုတ်ဖို့အတွက်သုံးလို့ရတယ် and ဒါမှမဟုတ်ရင် cause and effect အဖြစ်အပျက်တစ်ခုဖြစ်လိုက်တယ်ဘာကြောင့်ဖြစ်ရတယ်လဲအဲ့ဒီဖြစ်ရတဲ့ effect နောက်ဆက်တွဲအကျိုးရလကဘာလဲ and being argument versus counter argument argument ဆိုတာဒါပါတော့စာရေးတဲ့သူရဲ့အာဒီအဆိုပြုချက်ပေါ့အဲပြီးရင် counter argument ဆိုတာသူရဲ့အဆိုပြုချက်နဲ့စန့်ကျင်မျိုးပြန်လည်ပြီးတော့တိုက်ခိုက်ထားတဲ့မတူညီတဲ့အဲအဆိုပြုချက်တစ်ခုဒီလိုမျိုးအတွေး opinion နှစ်ခုပေါ့မတူညီတဲ့ perspective နှစ်ခုကိုအတူနှိုင်းယှဉ်ပြထားရင်လည်းဒီလို teacher ကိုတုံ့ပြန်ရတယ်ဆိုတော့ teacher မဟုတ်ဘဲနဲ့ဒီလို opinion argument versus counter argument ကိုဒီလိုမျိုး compare and contrast banner ကိုလည်း အနေနဲ့လည်းကောတုံးလို့ရတယ်။ဆိုတော့စရုပ်ထောင်နောက်တစ်ခုကကျတော့ story map လို့ခေါ်တော့ကိုကဒီလိုမျိုး story တွေဖတ်တယ်။အဲဆိုရင်ဒီ story အီမာစင်ဒါကိုဘယ်လိုမှလဲဒီ character တွေ setting တွေ character ဆိုတာဇက်ကောင်တွေ setting ဆိုတာဒီ နေရာတွေပေါ့ conflict ဘာတွေဖြစ်ခဲ့လဲ resolution တို့ဖြစ်ခဲ့တယ်တို့ဘယ်လိုဖြေရှင်းလဲအဲဒီလိုမျိုးတစ်ခုချင်းစီ story ဇလန်ဘိုင်းမှာပါတဲ့ဒီဒီ elements တွေတို့ကိုယ်ကခွဲထုတ်ပြီးတော့ဒီနောက်ဆုံးရလိုက်တဲ့ outcome ကပါတယ်နောက်ဆုံး solution နဲ့ point ကပါလေဒီလိုမျိုးလေးကိုကိုယ်ကအနှစ်ချုပ်ဖို့အတွက်ဒီ map လေးကိုသုံးရင်ကိုယ်အတွက်အနှစ်ချုပ်ရတာပိုပြီး regular တယ်တော်တော်များများအကြောင်းသားတွေက summary ရေးဆိုရင်အများတော့အပြင်မရေးတတ်တာများတယ်ဆိုတော့ပြီးရင်ဖြစ်ခဲ့တယ်ဆိုရင်လည်းဟိုဘယ်လိုရမလဲဒီလိုမျိုး map လေးမတုံးမဲ့နဲ့လေးဒီတိုင်းဖတ်တယ် ဆိုတာထက်စာရင်ဒီ map လေးတုံးပြီးဖတ်တဲ့ချိန်ညရင်ကို့ဘာအကြောင်းအရာဖတ်တာလဲဘာဖြစ်သွားတာလဲဘာကြောင့်ဖြစ်ရသလဲအဲနောက်ဆုံး အော်ပေးချင်တဲ့ point ကဘာလဲဆိုတာကိုနားလည်ရပူပြီးတော့လွယ်ကူတယ်ပြီးရင်ဒီလိုမျိုးရှင်းရှင်းလင်းလင်း information တွေကိုတော့ organize လုပ်ထားတဲ့ကြောင့်ဖပြီးသွားတဲ့အချိန်ကျရင်လည်းကိုမှတ်မိနေနိုင်မယ်ကြောက်ရတာကိုဆိုတော့နောက်ဆုံးတစ်ခုအနေနဲ့ကကြတော့ timeline လို့ခေါ်တယ်ကိုဖတ်တဲ့အကြောင်းအရာကလူတယောက်ရဲ့ biography ပဲဖြစ်ဖြစ် MP ရင်အော်ဒီတမိုင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတစ်ခုဖြစ်လိုက်ဖတ်တာမျိုးပဲဖြစ်ဖြစ်ဒါမှမဟုတ်ဇလန်တစ်ခုကြည့်လိုက်တဲ့ဆိုရင်အစဉ်လိုက်အစဉ်လိုက်တစ်ခုချင်းစီဘာဖြစ်ခဲ့တလဲဆိုတာမျိုးလေးတွေကိုအစဉ်လိုက်ဖြစ်တဲ့အဖြစ်ပြက်သွားလေးပေါ့အဲ့လိုမျိုးလေးတွေပြောမယ်ဆိုရင်ဒီလိုမျိုး timeline ကိုသုံးရတယ်ဒီမှာကျတော့ year event ဆိုပြီးတော့ပေးထားတယ်ဆိုတော့ဒီမှာက year မဟုတ်ရင် biography ဆိုမှတော့ biography မှာသုံးမယ်လူတယောက်အထုပ်ပတိမှာဆိုရင်သူအသက်ဘယ်လောက်မှာဒါမှမဟုတ်လည်းဘယ်နှစ်ခုနှစ်မှာဒီလိုမျိုးကိုကြိုက်တယ်လို့ဒီ year ဒီ event တွေကကိုယ့်ကိုပြောင်းလို့ရတယ်အဲပြီးရင်ဒီဘက်ပေးနှမှာမျှဟာဗာလေမြင်းကြောင်းလေးပေးထားတာကကျတော့ဘာဖြစ်ခဲ့တယ်လဲဘယ်နှစ်ခုနှစ်မှာဘာဖြစ်ခဲ့လဲဒီလိုမျိုးအစင်လိုက်ကလေးတွေမှတ်တယ်ဆိုရင်ဒီတိုင်းစာပဲလိုက်ကြည့်ဒီ ဟိုကိုကြည့်ပြီးတော့ဖတ်ဖို့မှတ်ဖို့ကြိုးစားထစားရင်ကိုအတွက်ပုံပြမှတ်ရဖတ်ရတာကလွယ်ကူပါလိမ့်မယ်ဒီလိုမျိုး visual organizer နဲ့ပတ်သက်လို့ sharing လုပ်စရာတွေကတခြားနည်းလမ်းတွေအများကြီးရှိသေးတယ်ဆိုတော့အကေရွေးကိုကနောက်ထပ် part 2ကိုအာဆက်ပြနားထောင်ခြင်းတွေဆိုရင် please comment below in the uh the comment section မှာဆီရှိ part 2ဆိုပြီးတော့မှတ်ပြီးတော့တောင်းဆိုလို့ရပါတယ် so i will see you in the next video bye bye